ကိုကောင်းတယ်လို့ तू မကောင်းလဲကိုမပြောင်းပါစေနဲ့ तू မကောင်းရင် तू အကြောင်းပဲလေ तू အကြောင်းဟာ तू အကျိုးပဲပေါ့ तू အကျိုးဟာကိုအဆိုးဖြစ်ပါစေနဲ့ကိုဂျေဇုပြုဘူးသူကကိုဂျေဇုမသိရင်လည်းရှိပါစေတော့ကိုသိနေပြီးတာပဲလေ तू မသိတတ်တာ तू အပိုင်းပဲပေါ့ तू ရိုင်းတယ်လို့ကိုမရိုင်းဖို့ကအဓိကပဲမဟုတ်လားကိုနားလေပေးတဲ့လောက်သူကောက်နေလေကိုမဖောက်မိပါစေနဲ့ ကိုဘက်ကတော့ဖြောင်းနေဖို့ပါပဲသူနားမလဲတာကိုအားငယ်ဖို့မှာမဟုတ်အချိန်တိုင်းနားလည်မှုတွေရ အားငယ်မှုတွေကြသွားမှာပါပဲသိကောင်းလားကိုကောင်းတယ်လို့သူမကောင်းတာတွေရှိတယ်ကိုကျေစုပြုတယ်လို့သူကျေစုမပြုတာတွေရှိတယ်ကိုဖြောင်းရတဲ့နဲ့သူကောက်နေတာတွေရှိလောကသဘာဝလူအမျိုးမျိုးနဲ့တွေ့ကြုံရမှာအဲဒီအကျုံကိုကြုံရမှာကြုံကြုံရမှာ မန်တဲ့သူတွေရှိတယ်မားတဲ့သူတွေရှိတယ်ယိုးတဲ့သူတွေရှိတယ်ကောက်တဲ့သူတွေရှိတယ်မန်တဲ့သူတွေယိုးတဲ့သူတွေဖြောင်းတဲ့သူတွေကြားမှာမမှန်တဲ့သူတွေမယိုးတဲ့သူတွေမဖြောင်းတဲ့သူတွေလည်းကြုံရမှာပဲဖြစ်တဲ့အတွက်ကြောင့်သူကောက်လို့ကိုလိုက်ကောက်ရင်ကိုလည်းအကောက်ပဲသူမယိုးလို့ကိုမယိုးရင်ကိုလည်းအဆိုးပဲရမလို့ဘုရားဗျာကလည်းပဲ ူများကိုဆင်ကျင်တာတဲ့သူများကိုတန်းညှိနေတာတဲ့ကိုယ့်ကိုတန်းညှိပါနာပရိသံဝိလောမနိနာပရိသံကတကတံအတနောဝအဝခေယကတာနိအတတာနိသပရိသံသူတစ်ပါးရိယကတကတံကောင်းတာမကောင်းတာလုံမလုံကိုနာဝိလောမနိမကြည့်ပါနဲ့အတနောဝမိမိဤတာလင်ကတာနိအကတာနိကောင်းမကောင်းကိုပဲ ဝီလောမေယကြည့်ရှုရတယ်။ဟောသူများကောင်းတာမကောင်းတာကိုလည်းမကြည့်နဲ့။ကိုကောင်းမကောင်းပဲဆင်ခြင်ပါ။ဒုရီမာကလေတစ်ခါတစ်ခါကြရင်သူများကိုလိုက်ပြိုင်တာလေရှိ။တကယ်တမ်းကျတော့သူများဆိုကိုယ့်ရဲ့ပြိုင်ဘက်မဟုတ်။ကိုယ့်ရဲ့ပြိုင်ဘက်အစ်စ်ကကိုပဲ။ပြိုင်ဘက်လွဲနေကြ။အပြိုင်လွဲနေကြ။ ော့ပြိုင်တော့လည်းပဲဘာတွေပြိုင်လဲဆိုတော့ရုပ်ပိုင်းဆိုင်ရာတွေ physical develop တွေရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေရုပ်ပိုင်းဆိုင်ရာတွေအသုံးပြုမှုတွေဒါတွေပဲပြိုင်ဆိုတော့လူတွေကအပြိုင်လွဲနေတဲ့အခါကျတော့သူရှိတာလေးကြီးပြီးတော့ကိုမရှိရင်ကိုကခံစားရတယ်သူအောင်မြင်တာလေးတွေကြီးပြီးတော့ကိုမအောင်မြင်တာလေးယူပြန်ရှင်ပြီးတော့ကိုကပူပန်ရတယ်သူထင်ပေါ်တာကြီးပြီးတော့ကိုထင်ပေါ်တာမှုမရှိလို့ရှင် ကိုယ့်အသာကိုကြည့်ပြီးတော့ကိုယ်ကခံစားရတယ်။ဆိုတော့အဓိကအချက်တည်းကသူများကိုလိုက်ပြီးတော့ကြည့်နေတဲ့အတွက်ကြောင့်သူများရှိတာတွေကိုကြည့်ပြီးတော့ကိုယ်မှမရှိရင်ကိုယ်ကတရင်ငါအရှိတရားမှာလူတွေကကိုယ်နဲ့ပြန်ချိန်ထိုးပြီးတော့သူရှိတယ်လို့ကိုယ်လည်းရှိချင်တယ်။အမှန်ကတရင်ငါအရှိတရားကိုပြိုင်တာ။သူများထင်ပေါ်တာတွေကိုကိုယ်ကလိုချင်တယ်ကိုယ်ကပြိုင်တယ်။သူများကြော်ကြားတာတွေကိုကိုယ်ကလိုချင်တယ်ကိုယ်ကပြိုင်တယ်။ အဲ့တော့သူများကိုလိုက်ကြည့်တာတွေများတော့ကိုဘသားကိုကိုစိတ်နဲ့ကိုပြန်ညှိတာများသူများကိုကြည့်တော့ကိုကပြန်ညှိတယ်လိုက်ကြည့်တာတွေများတော့ဆိုတော့တခါတခါအဲ့ဒီသူတော်ဘာတွေနဲ့ကိုကိုချိန်ထိုးနေတဲ့စိတ်ကြီးကိုကကိုကိုပူလောင်မှုတစ်မျိုးကိုကိုပူလောင်နေကိုလန်းကိုရှာမဲ့အပိုင်းမှာအဲသူများတွေနဲ့တွားတွားပြီးတော့တန်းနေညှိတဲ့အခါသူများနောက်ကိုလိုက်ရင်းလိုက်ပူဆိုးကုန်တယ် ပိုဆိုးကနာကိုယ်စိတ်ဓာတ်တွေမှာပြည့်ပြားကုန်အကြောင်းကြောင့်အကျိုးဖြစ်တဲ့သဘောလေးတွေသိထားရင် လူလောကမှာဘလို့လူမျိုးနဲ့ပဲလာလာကောင်းကောင်းမှဆက်ဆံနိုင်တယ်။ဒါကလူမှုဆက်ဆံရေးမှာအကောင်းဆုံးဆက်ဆံနည်းကိုဘုရားရှင်တော်မြတ်ပြားကသူဘဝမှာလိုအပ်တဲ့ဆက်ဆံနည်းလူတွေမျိုးမျိုးကြုံတွေ့အခါမှာတွေ့ကြုံပြီးတော့ဘလို့စိတ်ထားနဲ့ဆက်ဆံရမလဲဆိုတဲ့လူတွေရဲ့အစဉ်တန်းကိုလိုက်ပြီးတော့မြတ်စွာဘုရားက ခေါ်ထားပေးတာလည်းရှိတယ်။အဲ့ဒါအထူးသဖြင့်အာလုံးတိထားပြီးသားဖြစ်တဲ့မြမစရိယဆိုတဲ့မြမစုတရားမြမစုတရားကလက်တွေ့ဘဝထဲမှာအသုံးချတတ်ပဲဆိုရင် तू ကလူလောကလူမှုဆက်ဆံရေးမှာ तू အများကြီးထောက်ကူပြုလူမျိုးမျိုးဇာတ်ရင်မျိုးမျိုးကာရက်တာအမျိုးမျိုးရှိတဲ့လူတွေနဲ့ဆက်ဆံတဲ့အခါမှာအမှန်ကတော့လူတွေကဘလောက်ပဲများများ လူတွေကိုအမျိုးအစားခွဲလိုက်လို့ရှိရင်လေးမျိုးအပြည့်ပုံမရှိလေးမျိုးပင်ပုံမရှိ ကိုရီးယားကိုရီးယားလူမျိုးဂျပန်လူမျိုးအမေရိကန်လူမျိုးမြန်မာလူမျိုးလို့ဒီလိုနာမည်တွေတစ်စိတ်တွေလေးဘယ်တွေဘလောက်ပဲတက်တက်တကယ်တမ်းကျတော့လူကလေးမျိုးပဲရှိ ကိုနဲ့ရှင်ပြီးတော့သူကိုခွဲလို့ရအဲကိုရီးယားမှာတော့လည်းအဲကိုရီးယားတက္ကမကြီးတယောက်အဲရှောက်ဖူးတယ်သူကကိုရီးယားလူရှောက်တာဘုန်းကြီး 스님, 저는 여태까지 여러 사람들이로 만나보고 여러 식으로 관련해봤더니 잘안 돼요. 어떤 데는 사랑하면서, 어떤 데는 미워하면서, 어떤 식으로 하더라도 저는 잘 관련할 수 없어요. 잘 될 수 없어요. 왜 그렇습니까? 라고 이야기를 매일. 왜 리뷰해봐? 심리 래 리뷰를 뒤에 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 뒤 ဒေသတည်ရွယ်တည်လူအမျိုးမျိုးနဲ့နေပြီးတော့ဆက်ဆံကြည့်တယ်ဗျာဆက်ဆံရဲ့အဆင်မပြေဘူးဗျာတခါတခါအချစ်တရားနဲ့ဆက်ဆံကြည့်တယ်ဇာရငါမြောင်စောတခါတခါမုန်းပြီးတော့ဆက်ဆံကြည့်တယ်မေဝဟာမြောင်စောအဲဘလိုပဲဆက်ဆံဆက်ဆံဆက်ဆံရဲ့အဆင်မပြေဘူးဗျာတဲ့လူတွေနဲ့ဆက်ဆံရင်ခါမှာဆက်ဆံရင်ကောင်းအောင်အဆင်ပြေအောင်တပြီးတော့ဘလိုကျင့်သုံးရမလဲဗျာပြောတော့ခွန်ကြီးကအားလွယ်တာပေါ့ဖခင်ရဲ့ကျင့်စဉ်ဖခင်မိန့်တော်မူတဲ့ လမ်းစဉ်အတိုင်းသာကျင့်သုံးကြည့်အစဉ်ပြေးလိမ့်မယ်ဗိမစုတရား၄ပါးဟုတ်ပြအဲ့ဒါကိုစာလေးတစ်ပုဒ်လေးရေးပေးရေးပေးဘူးလေဗိမစုတရားနဲ့လူမှုဆက်ဆံရေးစဓမ္မစရိယတရားဗိမစုတရားကအလုံးသိထားပြီးသားမေတ္တာကရုဏာမုဒိတာဥပိ္ပခာဒီတရား၄ပါးဒီတရား၄ပါးတော့အဲ့တရား၄ပါးကိုလူအမျိုးမျိုးနဲ့တွေ့တယ်လူအမျိုးမျိုးဆိုတာကအများကြီးမရှိဘူးကိုယ်နဲ့ချိန်ပြီးကြည့်လို့ရှိရင်လူ၄မျိုးပဲရှိတယ် ကိုနဲ့သစိမ့်လဲပဲကိုနဲ့ဓာန်တူဖြစ်တဲ့သူအသက်ရဲ့တိခါရဲ့ဂုံရဲ့ပါဝါရဲ့အကုံစိမ့်လဲပဲသူညီနေတဲ့ပုံကိုတမျိုးပဲအာကိုရီးယားတွေမြန်မာတွေဂျပန်တွေတိုင်းဖြစ်တော့ကိုနဲ့တူတဲ့ပုံ lower person ကိုအောင်နေကြတယ်ကိုလည်းမတော်တဲ့သူ higher person ကိုထက်တာတဲ့သူအဲ့ဒီသုံးမျိုးကျွကြတော့နေနာလည်းမဟုတ်ဓာန်တူလည်းမဟုတ်ตาราလည်းမဟုတ် ဘယ်ထဲမှာထည့်လို့မရတဲ့လူတွေရှိအဲ့လူတွေကြဂျားလူတွေလူကဒီလိုခွဲလိုက်တော့၄မျိုးပြင်မှားမရှိအဲ့ဒီလူ၄မျိုးမှာကိုနဲ့အသက်သက်ကခုံဝါပါဝါတူနေရဲ့ level တူနေတဲ့ပုံစံတွေနဲ့တွေ့ရတယ်မြတ်စွာဘုရားကဓမ္မဆိုတရားတွေကမေတ္တာနှလုံးသားနဲ့ဆက်စပ်မေတ္တာတရားလက်ခံထားမေတ္တာဆိုအချိုးလိုလားအကျိုးလိုလားပြီးပါအကျိုးမလိုလားပြီးနဲ့ သူနဲ့ကိုနဲ့အတူတူဖြစ်တယ်ဆိုသူအကျိုးကိုကလိုလား तू ကလည်းကိုအကျိုးလိုလားမေတ္တာအကျိုးလိုလားချင်းတော့တယောက်နဲ့တယောက်အကျိုးလေးတွေကြည့်နေသူအကျိုးလေးကိုအကျိုးလေးကြည့်နေဆိုဒါမေတ္တာသဘောမျိုးသားကမျိုးသမီးယောက်ျားကတက္ကမအကျိုးတက္ကမယောက်ျားအကျိုးသားသမီးကမိဘအကျိုးမိဘကသားသမီးအကျိုးဒါလေးတွေကိုအကျိုးလိုလားတဲ့စိတ်ကလေးနဲ့ဆက်ဆိုင်ဒါမေတ္တာတက်ကိုအခြေခံကြောင့်ကိုနဲ့အသက်သက်ကခုံဝါတူညီတဲ့တွေ့နေတွေ့တဲ့အခါမှာအဲ့ဒီမျိုးစိုးတရားတွေက မေတ္တာဆိုတဲ့အကျိုးလိုလာတဲ့စိတ်ကလေးနဲ့ဆက်ဆံအဲ့ဒါမှမဆက်ဆံဘူးမထားနိုင်ဘူးဆိုမေတ္တာမထားနိုင်ဘာဖြစ်ပြိုင်လာပြိုင်လာပြောင်းတဲ့နေရာအကျိုးလိုလာတဲ့စိတ်မရှိရင်ญาတုတူတူချင်းပြိုင်လာကျောင်းသားချင်းနဲ့ပြိုင်လာဘလောက်ခွင်မှာလဲပြိုင်လာသူတဲ့ငါသားဆိုပြိုင်လာပြီဆိုရင် ပြိုင်မှအနိုင်အရှုံးဆိုတာရှိတာအနိုင်ရှုံးဆိုရင်နိုင်ရင်လည်းမကောင်းဘူးဗုဒ္ဓအလိုတော်ရရှုံးရင်လည်းမကောင်းဘူး နိုင်ရင်ရံများတယ်နိုင်တဲ့သူကရံများတယ်ဇယံဝေရံပတဝတိဇယံအနိုင်ရတဲ့သူကဝေရံရံကိုပတဝတိတိုးပွားစေတယ်အနိုင်ရရင်ရံများတယ်ပရာဇိတောဒုက္ခံသေတိရှုံးတဲ့သူကဆင်းရဲတတ်တယ်ရှုံးသွားတဲ့သူကဆင်းရဲတာ စရပရာဇယံဘသူကိုမှလည်းအနိုင်မယူဘသူကိုမှလည်းအရှုံးမပေးတဲ့အနိုင်အရှုံးကိုဖိတ်တဝဆွန်ထားတဲ့သူတွေကတော့ဥပါတန်တော့အာဃာတဒေါသဆိုတာမရှိတဲ့အတွက်ကြောင့်ဒုက္ခံသေတိချမ်းသာစွာနေရတယ်။နိုင်လဲမနိုင်ရင်ရှုံးလဲအရှုံးမပေးဘူးအဲ့ဒီအနိုင်အရှုံးဆွန်ထားရင်ချမ်းသာတာ။ပပိုင်းဆိုင်မှုရှိလိုက်အဲ့အနိုင်ရှုံးရှိလားအနိုင်ရှုံးရှိရင်နှစ်ခုလုံးမကောင်းတဲ့အတွက်ကြောင့်တဲ့ဒန်းသူတွေ့ဘုရားကတော့ နမစိုးတရားတဲ့ကအချိုးလိုလာတဲ့မေတ္တာလေးနဲ့ဆက်ဆံ။ဩသူ့ချိုးကိုလိုလားကို့အချိုးသူ့လိုလားပြီးပြီဘာမှပြဿနာမရှိတော့။ဘောင်းမင်းတကားကလူ့ဘဝဆက်ဆံနေမှာအဲ့ဒီတွေ့လဲဆိုအစင်မပြေတဲ့သူကို့အောင်နေကြတဲ့သူတွေတွေ့။အာတတွေ့ဘူးပဲလူတွေကတေချာတွေးကြင် ကို့ဘဝဘလောက်ပဲအစင်မပြေဘူးပြောပြော။ကို့ထက်အစင်မပြေတဲ့သူတွေလောကမှာအများကြီး။ဩတို့ရဲ့အစင်မပြေဘူးလူတွေကန်ဆိုးတာ။ ဘလောက်ပဲကိုဘွားကိုလေဟိုစင်မပြေလို့ဆိုရင်စိတ်တော့ကရဘလောက်ပဲရောက်ရောက်တနေရာသွားကိုတဲ့ဆိုတဲ့လူများမြန်မာပြည်မှာလေဟိုဘက်နဲ့ဆင်းရဲတဲ့ရက်ွက်တွေအများကြီးအများကြီးတက်ကြွကြွနေရာတွေဟိုနိုင်ငံနဲ့ရှင်အီသီယိုးပီးယားအီသီယိုးပီးယားရင်တော့ကိုတဲ့ဆိုအခုကိုတဲ့သားလေတိုးတက်လာဆိုဘယ်နေရာမှာပဲရှိရှိကိုလောက်အစင်မပြေတဲ့သူတွေအများကြီးအဲ့လိုအစင်မပြေတဲ့သူတွေနဲ့တွေ့တဲ့အခါမှာ ဒီလူမှုဆက်ဆံရေး communication အဆင်ပြေဖို့ဆိုရင်တို့အပေါ်မှာကိုကဘလို့စိတ်နှိထားရလဲဆိုတော့ကျင်နာပေးတဲ့တနာကျင်နာတတ်တဲ့ကရုဏာစိတ်နှိထားမြမစုံတရားတဲ့ကရုဏာနှလုံးသားနဲ့ကရုဏာဆိုတာတနာကျင်နာတနာယုံတတ်တတ်မှုကျင်နာမှုလေးပါနောက်ကရုဏာမှာလည်းပဲအဲ့ဒီကရုဏာတချို့အိုးတနာလိုက်တာတနာလိုက်တာစိတ်ကတနာနေုံနဲ့မြင်ကရုဏာလား လက်တွေ့အကောင်ထဲပေါ်မှာမနောကံကရုဏာနဲ့မလွန်တော့ဝစီကံကရုဏာကာယကံကရုဏာဟိုးနာကိဖြစ်တော့အကုန်လုံးတည်တနာလိုက်တာစိတ်နဲ့တနာလေးမြင်ပစ္စည်းရဲ့ယူပြီးသွားပြီးသွားလို့အဲ့ဒါကရုဏာအကောင်ထဲပေါ်တော့ဆိုတော့ကိုယ်တော်အစင်မပြေတဲ့သူတွေအပေါ်မှာဆက်ဆံရင်အဲ့ဒီတနာကျင်နာတတ်တဲ့စိတ်ကလေးနဲ့သာဆက်ဆံဆက်ဆံရင်ဘာဖြစ်လဲဆိုတော့သူကလည်းပဲကိုယ့်အပေါ်ကောင်းကောင်းဆောင်ရှောက်ကိုယ့်အတုပေါ်ကရုဏာတရားနဲ့ဆက်ဆံတယ် အဲ့မထားနိုင်မှုဆိုရင်ဘာဖြစ်လဲအနိုင်ယူကိုလိုစင်မပြေတဲ့သူနဲ့တွေ့လို့ကရုဏာတရားနဲ့မဆက်ဆံနိုင်ဘူးဆိုအနိုင်ယူတာနိုင်တက်စင်းနေလို့တချို့ကပါဝါနဲ့အနိုင်ယူတယ်တချို့ကခုံနဲ့အနိုင်ယူတယ်တချို့ကယာတုနဲ့အနိုင်ယူတယ်တချို့ကအင်အားနဲ့အနိုင်ယူတော့အဲ့ဒီအနိုင်ယူတဲ့စိတ်ကဒါမကောင်းတဲ့စိတ်ပဲကရုဏာရဲ့ဆန့်ကျင်ပဲတော့ကိုနဲ့စင်မပြေကိုလောက်စင်မပြေတဲ့သူတွေနဲ့တွေ့တဲ့အခါမှာဆက်ဆံရေးအဆင်ပြေဖို့ဆိုရင် ရခဲ့အဲ့ဒီကရုဏာတရားလက်ခံထားမယ်သိကောင်းတာပဲတကယ်လက်တွေ apply လုပ်ကြည့်ရင်လေကရုဏာနဲ့ပေးဆက်နေတဲ့သူတွေမှာသူတို့လေးတွေအဆင်ပြေနေတာကိုပါကိုယ်မှဝမ်းသာတယ်ဟောပြီးနောက်တစ်ယောက်ကပါလဲဆိုတော့ကိုယ့်ထက်သားတဲ့သူ လောကမှာမလေးကိုယ်တွေတော်လိုက်ရင်မှတ်တာကိုယ်တွေအဆင်ပြေလိုက်ရင်မှတ်တာကိုယ့်ထက်တော်တဲ့သူတွေကိုယ်တွေအဆင်ပြေတဲ့သူတွေလည်းအများကြီးပဲ များကြီးပဲခုနမပြေတဲ့သူတွေများသလိုကိုယ်တဲ့တော်တဲ့လူတွေကိုယ်တဲ့ตาတဲ့လူတွေလည်းအများကြီးကြည့်တော့ကိုကကြားလူဖြစ်လဲလက်ပကိုယ်တဲ့ตาတဲ့လူတွေတွေ့တဲ့အခါလေဘလို့စိတ်တက်နဲ့ဆက်ဆံမလဲဆိုတော့မုဒိတာနှလုံးသားနဲ့တွေ့တယ်ပြောမစို့ဝမ်းသာပေးရဝမ်းသာပေးရဝမ်းသာပေးနိုင်ဘူးမုဒိတာတရားမထားနိုင်ဘူးဆိုရင်ဘာဝင်တတ်တယ်လဲဆိုမနာလိုစိတ်ဝင်အိပ်တာတယ် ိုးရတာတဲ့သူတွေကိုကြည်ပြီးလို့ရှိရင်ဝမ်းသာပေးတဲ့တာတုခေါ်တဲ့စိတ်ကလေးမရှိရင် jealous ခြေဝင်းတာတော်တော်များများမြမလူမျိုးအပါအဝင်နိုင်ငံတကာမှာလူတွေတော်တော်များများအဲ့ဒါတော်တော်ထားခက်တဲ့စိတ်ပဲမူရတာစိတ်ကကိုယ်ရတာရင်ဝမ်းသာပေးတဲ့စိတ်ကအတော်ကြင့်ယူရမယ်စိတ်ပဲသူများကြည်ဝါချမ်းသာတဲ့အပေါ်မှာလေသူများကြည်ဝါချမ်းသာတဲ့အပေါ်မှာတနာကျင်နာတတ်တဲ့ သူများကြည်ဝါချမ်းသာတဲ့အပေါ်မှာမုဒိတာတရားထားတတ်တဲ့စိတ်ကလေးကလူတော်များများမှာတော်တော်ကိုခက်ခဲတယ်။ကိုလောက်အစင်မပြေတဲ့သူတွေပေါ်မှာတနာတတ်တဲ့စိတ်ကတော့ရှိတယ်။တနာကလွယ်လွယ်အလွယ်တကူကိုတနာတတ်ကရုဏာတရားအားကြီးသလောက်မုဒိတာတရားတော့ခေါင်းမကြ။ဘုရသာမနာလို့ဈေးတဲ့ချင်းလည်းမနာ၊ကျောင်းသားချင်းလည်းမနာ။နော်။ဆရာဆရာမချင်းလည်းမနာ။ ဓာတုရှိတဲ့သူအချင်းချင်းလည်းမနာဘူးပါဝါရှိတဲ့သူအချင်းချင်းလည်းမနာဘူးဘုဒ္ဓဇင်သာဘာဝဆရာလေးအချင်းချင်းလည်းမနာလို့ဘုန်းကြီးအချင်းချင်းလည်းမနာလို့ကိုယ်ရပါတယ်လူတွေမနာလို့စိတ်ပြစ်တာအရင်မြို့ဘုန်းကြီးနေဆရာလေးတွေဖြစ်တော့ဂရုံဂရုံရင်တိုက်တာဂရုံဂရုံတိုက်တော့ဂရုံဂရိုက်ဆိုအဲ့ဒါညာလာမသိဘူးအနေရာတိုင်းမှာရှိတယ်နာဘုဒ္ဓဇင်သာဘာဝဒီစိတ်ကရှိနေတာဆိုတော့တချို့ကလည်းပဲပရိယောတို့ကဘလို့လို့ဝမ်းသာပေးနိုင်မှာလေဖះဒီလူတွေကမမှန်တဲ့နေနေနဲ့ကြီးပွားနေတာပဲဖះ ောကမှာဟုတ်တယ်မမှန်တဲ့နေ့တွေကြီးပွားနေတဲ့သူတွေအများကြီးမမှန်တဲ့နေ့တွေအောင်မြင်နေတဲ့သူတွေလည်းအများကြီးမမှန်တဲ့နေ့တွေနေ့တွေအထက်ရောက်နေတဲ့သူတွေလည်းအများကြီးဆိုတော့ကိုရတဲ့တိုင်ဝန်တာပေးရမယ်ဆိုဒီလိုလူမျိုးတွေကြတော့ဝန်တာပေးရမလားဖေဟာဒီဝန်တာပေးနိုင်အောင်လည်းစူးစမ်းပါလေဝန်တာပေးတာကို့အပိုင်လေမှန်တာမမှန်တာသူ့အပိုင် ူမမှန်တဲ့နီးနဲ့သူကြီးပွားရင်သူခံရမှာပဲအဲ့ဒါသူ့အကြောင်းနဲ့သူ့အကျိုးပဲသူမမှန်လို့ဆိုရင်ကိုကဝမ်းမသာပေးဘူးဆိုရင်ဝမ်းမသာပေးရင်မုဒိတာမဝင်နိုင်အိတ်တာတရားကြားဝင်မနာလိုစိတ်ကဝင်သွားရင်မနာလိုစိတ်ဝင်ကိုကအရှုံးကိုရလိုက်တာမကောင်းတဲ့စိတ်ပဲသူဝမ်းသာပေးလိုက်တာကကိုဘက်ကလောရမှာအပိုင်းမှန်တာမမှန်တာကသူ့အပိုင်းသူ့အကြောင်းဟာသူ့အကျိုးသူမကောင်းရင် သူသွားမှာပဲသူကောင်းရင်သူဆံရမှာသူအကျိုးဟာကိုယ်အဆိုးမဖြစ်ဘူးအရေးကြီးသူအကြောင်းဟာ သူအကျိုးသူအကျိုးဟာ ကိုယ်အဆိုးမဖြစ်ပါဘူးအမှန်နဲ့နီးနဲ့ကြီးပွားလာကြီးပွားခြင်းညအကြောင်းတရားပဲမှန်နဲ့နီးနဲ့အောင်မြင်တယ်အောင်မြင်ခြင်းညအကျိုးတရားပဲဟာကြီးပွားခြင်းညအကျိုးတရားအောင်မြင်ခြင်းညအကျိုးတရားမမှန်နဲ့နီးနဲ့လှုပ်ထားတာသူကအကြောင်းတရားဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကိုက ကိုနဲ့တွေ့တဲ့အခါကျတော့အကျိုးတရားကိုသွားပြီးဆက်ဆံရတယ်။သူအကျိုးတရားကိုကြည်ပြီးဆက်ဆံရတာဆိုတော့သူအကျိုးဟာကြည့်ပြီးတော့ကိုကဈာရကခြေဝင်တယ်မနာလိုစေဖြစ်တယ်အကျိုးကိုကြည့်ပြီးမနာလိုစေဖြစ်တော့ခံစားရတာကိုပဲခံစားသူအကျိုးကကိုအဆိုးဖြစ်တယ်မနာလိုစေကြောင့်ကိုအဆိုးဖြစ်တယ်ကြောင့်လို့သူမှားတာမှန်တာကသူအကျောင်းကိုအကျောင်းကဘာလို့ခေါ်နိုင်အောင်စူးစမ်းကိုတက်တာတယ် မမှန်နဲ့ဒီနဲ့ကြီးပွားတာအဲ့ဒါသူကိစ္စဝန်တာနဲ့အောင်ကြိုးစားတာကိုကိစ္စဒါပဲဆိုရလို့မျိုးဆက်ဆံလို့ရှိရင်အဲခံရတာသူ့အပိုင်းသူ့အပိုင်းသူ့ဘိုင်းကိုလည်းဘိုင်းကလေ့ကျင့်တာလေ့ကျင့်တာကိုဘိုင်းဆိုတော့ဘောကမုရိဒာနှလုံးသားနဲ့ဝန်တာပေးနိုင်တဲ့စိတ်ကလေးထိုင်ရင်ကိုပဲကိုကိုယ်တိုင်အတော်တက်တာလားကိုယ်တိုင်တော်တက်တာအာမုရိဒာနှလုံးသားကကိုတက်တာတဲ့တငယ်ချင်းတွေသားတော့ဝန်တာပေးကြည့်သိပြောတာ မပြောနိုင်လို့ငွေချင်းတွေကိုတရားတူတွေတက်သွားတော့ကိုထက်သာဝါတို့မုဒိတာတရားမထိုင်နိုင်လို့ခြေဝင်းနေမနာလိုစိတ်ဖြစ်တယ်ဆို။ तू ကတော့ तू အဆုတက်သွားတယ်ကိုကတော့အောက်မှာဒီမနာလိုစိတ်နဲ့ကြံနေခဲ့။ကိုကပူကြံနေခဲ့တာ။ तू နဲ့အတူသွားလိုက်စမ်းပါမုဒိတာတရား။ तू ဝမ်းသာတယ်လို့ကိုနဲ့အတူကိုလည်း तू နဲ့အတူဝမ်းသာပေးလိုက်တဲ့သဘော။အတူဝမ်းသာပေးတာ။အဲ့ဒါမုဒိတာနှလုံးသား ဒီစိတ်ကလေးထားနိုင်ပြီဆိုတော့တော်တော်တတ်တာလေ။ဒါကြောင့်အဲ့ဒီမှာပြောကျင်တဲ့စကားလေးကသူ့အကြောင်းဟာသူ့အကျိုးသူ့အကျိုးဟာကိုယ်အဆုံးမဖြစ်စေနဲ့။ကိုယ်ကိုဆုံးမခြင်းပဲ။အဲ့ဒါလေးဒီကတာ။တခါတခါကျတော့လူတွေမှာဗာစိတ်လေးရှိတဲ့သူကိုဂျေဆုပြုတဲ့သူကကိုဂျေဆုကိုမသိတတ်ဘူး။ဂျေဆုကမ်းသွားတာရှိ။ဂျေဆုကမ်းသွားတဲ့ရှိတဲ့အခါကျတော့လူကမခံခြင်းစိတ်ကရှိတယ်။အဲ့လောက်ကောင်းရတာလောက်လောက်ပေးတာ ਨੇ ငါ့ဘော်ဒီလိုလုံးရတယ်ဆိုရင်အဲ့ဒီစိတ်ကလေးက အဲ့စိတ်ကလေးက तू ကဟိုဘက်ကလူကလှုပ်သွားတဲ့ဟာကိုကချားကနေခြေထိုးခံပြီးဝင်ယူတယ်လို့ဖြစ်တယ်။ဘုရုဇင်သာဘာဝခံစားချက်ရှိပေမဲ့အဲ့ခံစားချက်ကိုဟိုလက်တွေ့ကိုကခံစားပြီးတော့အကောင့်ထဲပေါ်လိုက်ရင် तू နဲ့ကိုအတူတူသွားပြီးတော့ခြေစုကမ်းနဲ့သူချင်းဖြစ်သွားတယ်။ तू ခြေစုမတည်တာ तू အပိုင်။ကိုခြေစုပြတာကိုအပိုင်ကိုတည်နေပြီးရောအဲ့စိတ်ကလေးထိုင်းတော့တော့သွားတော့တော့သွားချိန်နဲ့တော့ခံ အဲ့တော့သူမားတော်ကြည့်ပြီးကိုပါလိုက်မှာကိုပါအတူသွားခံဒီကကိုကိုပင်နေစနောက်ဆုံးစိတ်ကတိတ်အရေးကြီးတာလောကမှာမုဒိတာထားလို့လည်းမရတဲ့သူတွေရှိတယ်ဘာသာပြေးလို့လည်းမရဘူးဟိုတနာပြီးဆက်ဆံကြည့်တယ်ဒါလည်းမရမေတ္တာထားပြီးတော့လည်းဆက်ဆံကြည့်ဘလို့မှမရတဲ့လူရှိတယ်ခါခါကျမိသားစုထဲမှာအောင်ရှိတယ်အဲ့လိုလူမျိုးတွေတမိပေါက်တယောက်ထွန်းဘလို့မှဆက်ဆံလို့မရတဲ့လူရှိတယ် ဆိုရဲလိုလူမျိုးကြဘလို့လုံးမလဲမြတ်စွာဘုရားကတော့အဲ့လိုလူမျိုးကြတော့လည်းဘာမှအပြစ်တွေဖြစ်မနေနဲ့တဲ့ဥပိ္ပခာနှလုံးသားနဲ့ဆက်ဆံလိုက်ပါဥပိ္ပခာဆိုတော့ချစ်တာလည်းမဟုတ်မုန်းတာလည်းမဟုတ်ကုသိုလ်လည်းမဟုတ်အကုသိုလ်လည်းမဖြစ်တော့ဂျားစိတ်တွေပြောမစင်တပိတ္တတကာမတကာပဲသူကံနဲ့သူတာသွားပါဆိုပြီးတော့အဲ့ဒီကံတရားအတိုင်းကိုလိုက်ပြီးတော့လက်ခံနိုင်တဲ့စွမ်းအားဥပိ္ပခာနှလုံးသား ဒါကလည်းတော်တော်မြင့်မြတ်တဲ့လူမှထားနေမချစ်လဲမချစ်ဘူးမချစ်တော့မုံလားဆိုမမုံလဲမမုံတရားစိတ်ကြီးပဲချစ်ရင်လည်းပဲအပြစ်ပဲမုံရင်လည်းပဲအပြစ်ပဲ attachment တန်ရုံးစင်ဆိုတာအချစ်လဲတန်ရုံးစင်အမုံလဲတန်ရုံးစင်လူတွေကအချစ်မှတန်ရုံးစင်လို့ထင်ဗမုဒိယဆိုတာကချစ်တာလဲတန်ရုံးစင်ပဲမုံတာလဲပဲတန်ရုံးစင်ပဲစာပေမှာကပဋိကတန်ရုံးစင်ခေါ်အမုံတန်ရုံးစင်ချစ်တဲ့သူကိုခဏနာတရိယသူမုံတဲ့လူကိုလည်းခဏနာတရိယ အမုန်းတန်ရောအဲ့တော့အချင်းနဲ့ဆက်ဆိုင်ရင်လည်းပဲအပြစ်တွေရှိတယ်အမုန်းနဲ့ဆက်ဆိုင်ရင်အရှုံးတွေရှိမချင်မမုန်းပဲဆက်ဆံပဲဒါဆိုပြီးွားဘလို့မှဆက်ဆံလို့မရတော့ဘူးဆိုရင်ဥပ္ပခာနဲ့တွားလိုက်ဘုရားရှင်ကိုရောမြတ်ကြီးလည်းအဲ့လိုဆက်ဆံမြတ်စွာဘုရားလက်ထက်ကအဲ့ဒီမြင်းတွေကိုဆုံးမတဲ့မြင်းဆရာကြီးကေတိဆိုတဲ့မြင်းဆရာကြီးတယောက်ရှိနာမည်တော်ကြီးတာပဲသူကမြင်းပေါင်းမြောင်များစွာကိုသူကပြုပြင်ပြီးတော့ယဉ်ကျေးအောင်ဆုံးမပြီးတဲ့ဆရာကြီး ဇနမဲကြီးတာတော့တနေ့မြတ်စွာဘုရားနဲ့အဲ့ဒီကေတိမြင့်ဆရာကြီးတော့တွေ့တော့ဘုရားကဆရာကြီးကိုမေးတယ်ဆရာကြီးသင်မြင့်တွေကိုဆုံးမတဲ့နေရာမှာတော်တော်နာမည်ကြီးတယ်ဘလို့ဆုံးမလဲဘုရားကမေးတယ်မမဘုရားတပည့်တော်ခက်ကြမ်းကြမ်းဆုံးမမယ်မြင့်နေဆိုရင်တပည့်တော်ကြမ်းကြမ်းတန်းတန်းဆုံးမတယ်ဘုရားရိုက်တဲ့လဲရရတာဘုရားနူးနူးညံ့ညံ့ဆုံးမမယ်မြင့်နေဆိုရင်တပည့်တော်အာချော့မော့ပြီးနူးနူးညံ့ညံ့ဆုံးမပါတယ်ဘုရား ဆိုင်အကျန်းလည်းမရဘူးအချောလည်းမရဘူးဆိုရင်အနုလည်းမရဘူးဆိုဘယ်လိုဆုံးမလဲမှန်ပါဗျာအကျန်းလည်းမရအချောလည်းမရတယ်ဘယ်လိုမှဆုံးမလို့မရတဲ့မြင်းနေဆိုရင်တပည့်တော်ကတော့ဖရာတဲ့တတ်ပလိုက်တယ်ဖရာဟောကေတိဆရာကြီးရှောက်တော့ဖရာသဘောကျပြီးတော့ဟော ဆရာကြီးကတခါပြန်မိတယ်မြတ်စွာဘုရားရှင်မြားတဲ့ရှင်မြားကိုဘလို့ဆုံးမလဲဗျာတဲ့ရှင်မြားတဲ့တတ္တဝါတွေကိုဝိနည်းတတ္တဝါတွေဘုရားဟောပြတာတဲ့အခါတော်တော်နာမည်ကြည့်တယ်ဘုရားဘလို့ဆုံးမလဲဗျာငါဘုရားလဲဆရာကြီးလိုပဲတဲ့ခကြညာဆုံးမမြတ်တတ္တဝါဆိုခကြညာဆုံးမဟာမောကပူရိတာဘုရားပြောတယ်ဗျာမက်ဖို့မပြီးအချင်းဒီတော့ယောက်ျားအဲ့ဒါဘုရားခကြညာပြောတာညဉ့်ဆုံးမမြတ်တတ္တဝါတွေညဉ့်ဆုံးမတာပဲတဲ့ငါဘုရားလဲနုနုညံ့ညံ့ ဘေကဝေခြေသားခြေသမီးတို့နုနုညံ့ညံ့ခေါ်ဝေါ်ပြောဆိုပြီးဆုံးမမယ်တတ္တဝါတွေလည်းနုနုညံ့ညံ့ငါဘုရားဆုံးမတာပဲတဲ့မမဘုရားအနုလဲမရအကျမ်းနဲ့မရတဲ့တတ္တဝါတွေရှင်မဘလို့ဆုံးမလဲဘုရားဆရာကြီးကလျှောက်တော့ငါဘုရားလည်းတဲ့အနုလဲမရအကျမ်းလဲမရတဲ့တတ္တဝါတွေဆိုငါဘုရားလည်းတပ်ပလိုက်ရတာပဲဆရာကြီးအာဩတာရှင်မရှင်မရလည်းတပည့်တော်တို့လိုတတ်တာပဲလားဘုရား ဆိုတော့ဘုရားကမဟုတ်ဘူးဆရာကြီးငါဘုရားတတ်တယ်ဆိုတာသင်တို့လိုပါဏာတိပါဒအမှုမျိုးတော့မဟုတ်ဘူးတဲ့ငါဘုရားတတ်တယ်ဆိုတာတပ်ပင်တတ်တာကာမတခဥပိ္ပခပြုတ်လိုက်တာပဲတဲ့အကောင်းလည်းမပြောတော့အဆိုးလည်းမပြောတော့အဲ့လိုနေလိုက်တာတဲ့သူတော်ကောင်းတွေကဥပိ္ပခပြုတ်လိုက်တာတတ်ခံရတာအတူတူပဲတတ်လိုက်တာ ਨੇ အတူတူပေါ့ဒီကျင့်စဉ်တွေကသိကောင်းတာ လိုမှမရတော့ဘူးအပြစ်လည်းမယူပါနဲ့အချစ်လည်းဝင်မနေပါနဲ့ဥပိ္ပခာနှလုံးသားနဲ့နေပါလိလူရှုတယ်ဆိုတာမကောင်းတဲ့စိတ်မဟုတ်ဘူးလိလူရှုတယ်ဆိုတာနေခြင်းတို့နေဖြစ်ခြင်းတို့ဖြစ်ဆိုပြီးတော့ဒီလိုလိလူရှုတဲ့သဘောမျိုးမဟုတ်ဘူးဥပိ္ပခာစိတ်ဆိုတာကအပြစ်လည်းမဖြစ်ဘူးအချစ်လည်းမဝင်အမုန်းလည်းမရှိဘူးအရှုံးလည်းမရှိမရှိမမုန်းဒီချားစိတ်ဒါကတော်တော်ကောင်းကြီးတွေမှာကျင့်တယ်ကျင့်စိတ်ဥပိ္ပခာနှလုံးသားနဲ့နေချစ်လားမချစ်ပါဘူး ဒါဆိုမုံလားမမုံပါမချင်မမောဆက်ကဥပိ္ပခနှလုံးသားအဲ့တော့ဘလို့မှဆက်ဆံလို့မရဘူးမုဒိတာလည်းမရဘူးကရုဏာလည်းမရဘူးမေတ္တာထားလည်းမရဘူးစင်နောက်ဆုံးတော့သဗ္ဗေတ္တာကာမတကာဒုက္ခနဲ့ဒုက္ခရှိစေတော့ဆိုပြီးတော့သာသမီအရင်ပင်ဖြစ်ပြင်ကစားမိသားစုဝင် ဖြစ်လင်ကစားနောက်ဆုံးဖရရင်အဲ့ဒီနှလုံးသားသွားရဥပိ္ပခနှလုံးဟုတ်ကြံပြောချင်တာကလူတွေကသူများကိုတိတ်ပြိုင်ကြတယ်သူများကိုမပြိုင်ပါနဲ့သူများဒီကိုယ့်ရဲ့ပြိုင်မဲ့မဟုတ်ဘူး ကိုယ့်ရဲ့တိုင်ဘက်အစ်စ်တွေကိုကိုတိုင်းပါပဲသူများကောင်းတာမကောင်းတာမကြည့်ပါနဲ့ကိုကောင်းမကောင်းဘူးပဲကြည့်ပါသူများကိုကိုနဲ့လိုက်ပြီးတော့မညှိပါနဲ့ကိုကိုသားလေးညီအောင်ညှိပါပြန်ဖို့ဆိုရင်မနေ့ကငါနဲ့ဒီနေ့ငါမတူအောင်ပြန်မနေ့ကငါကဒီလောက်ပဲကုသိုလ်ကောင်းမလုပ်နိုင်ဒီနေ့ငါပူလုံးနိုင်ရမယ်မနေ့ကငါ mind power စိတ်စွမ်းအားတွေကဒီလောက်ပဲရဒီနေ့ငါကပို့ပြီးတော့ mind power စိတ်စွမ်းအားတွေစိတ်တက်အားတွေပို့ပြီးတော့ကောင်းရမယ် အဲ့လိုမျိုးလေးနဲ့နေထိုင်ကျင့်သုံးမယ်ဆိုရင်သူများအကြောင်းပြုပြီးတော့ကိုကလည်းကောင်းလာတာနော်ပညာရှိဆိုတာက သူများကိုကြည့်ပြီးကိုကတင်ယူတယ်တဲ့သူများကိုကြည့်ပြီးတော့ကိုကပြုပြင်တယ်ဆိုတော့အဲ့လိုမျိုးနေထိုင်လို့ရှိရင်ခုနကပြောခဲ့သူသူများကျေစုကန်းသွားလဲပဲကိုမှဘာမှဖြစ်စရာအကြောင်းမရှိတော့ဘူးသူများကကိုကောင်းရင်တန်သူမကောင်းဘူးဆိုလဲပဲအဲ့ဒါသူ့အကြောင်းနဲ့သူ့အကျိုးဆိုတာတည်သွားတော့သူ့အကျိုးကကိုအဆုံးဖြစ်တော့ဘူးပေါ့အဓိကက ကိုပြိုင်ဘက်ဒီသူများမဟုတ်ပါကိုပြိုင်ဘက်ဒီကိုပဲဖြစ်တဲ့အတွက်ကိုကိုစင်းချင်းကိုဘသားကိုဆုံးမနှလုံးလှတဲ့အဆုံးမများနဲ့အသုံးကျတဲ့သူများဖြစ်အောင် ကိုကိုသားလင်ပြိုင်ဘက်ကောင်းအဖြစ်ရှင်ပြိုင်ပြိုင်ဆိုင်ပြီးလည်းမိမိအကျိုးအများအကျိုးကိုတည်ဖို့ထမ်းရနိုင်ကြတော့တို့တော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်း